ားလုံးပဲမင်္ဂလာပါဒီနေ့အော်တိုဘလ9ရက်နေ့မှာတော့တည်င်းထူတွေရှိတယ်လို့တည်င်းမကောင်းတဲ့ဟာတွေလည်းရှိတယ်နော်ဆိုတော့ပထမဆုံးကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့မန္တလေးတိုင်းတောင်သာမှာဆိုလို့ရှိရင်စကားစကားနေမိတော့စိတ်ချောင်းထိုးလာတယ်ဆိုတော့ဒီ2025မှာတော့တော်တော်ကိုထိုးစစ်စင်တာကိုတွေ့ရလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့သူ့မှာလူအင်အားတော်တော်ရသွားတယ်အခြေခံရသွားတယ်အဲ့ဒီစေမုတ်ထန်းတွေနဲ့ငါအဲ့ဒီဟာကိုစေမုတ်တန်းပထမလောက်တဲ့အခါမှာကျတော့ ူတို့ကတော်တော်ကိုချင်းချင်းယူရတယ်ဒီလက်နဲ့တကိုပေးလိုက်လို့ရှိရယ်နော်ဟိုဖက်ကိုရောက်သွားမလားသူတို့ကိုတိုက်ဖို့ဖြစ်မလားဆိုတဲ့ဟာကိုသူတို့အတော်တော်ကိုစဉ်းစားယူရတယ်နော်အဲ့ဒီအချိန်မှပဲနော်သူတို့ကလူလေးခံရတယ်နော်တဲ့ညနေခွန်ပထမလိုင်းဒုတိယလိုင်းစသဖြင့်အဲ့ဒီအချိန်မှတော်တော်ကိုစဉ်းစားယူပြီးတော့ အရေးဆုံးမြတ်တို့လုတ်လိုက်တယ်နော်ပြီးသူစစ်ဥပဒေကိုစစ်မှုထမ်းဥပဒေကိုအကောင့်ထဲပေါ်ပြီးတော့သူတို့စနစ်တကျနော်ဒီလက်နက်တွေကိုဟိုဖက်မှာမပါအောင်နော်ကောင်းကောင်းမွန်မွန်စီမံတဲ့အခါကျတော့တော်တော်ကိုရသွားတယ်သူတို့ဆိုတော့အခုထိုးစစ်တွေကလူအင်အားနဲ့သူတို့ကလက်နက်အင်အားရှိတယ်လူအင်အားရှိသွားတယ်ဆိုတော့အခုစစ်ကြောင်းထိုးတဲ့တင်းကတော့နေရာကမှာကျွန်တော်တို့ကြားနေမယ်ဒီ2025မှာဆိုတော့အခုမန္တလေးတိုင်းတောင်သာဒီစစ်ကြောင်းကိုနေပြီးတော့အဲ့ဒီမှာကြားဖြတ်ပြီးတော့တိုက်လိုက်တဲ့ခါကျတော့အဲ့ဒီမှာအရာရှိတယောက် ပါတယ်ပြီးလို့ရှိရင်တော့ဆင့်ရောက်သေးသွားတယ်အဲ့ဒီမှာ PDF နေရောက်လာလဲကြာဆုံးသွားတယ်ဆိုတဲ့တဲ့တင်ကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့စတိုင်းတိုင်းရွှေပုံမျိုးနဲ့ဇီကုံအဲ့ဒီပြူစော့တီတခန်းပေါ်နေပြီးတော့ဒီတော်လိုက်ရောက်ဖွဲ့တွေကဝင်ပြီးတော့တိုက်တယ်အဲ့ဒီမှာနေရောက်သေးတယ်တနက်ကသုံးလိုက်ရတယ်အဲ့ဒီမှာဒီစခန်းတစ်ခုလုံးကိုမိရှုပ်ဖျက်ဆီးနိုင်တယ်ဆိုတဲ့တဲ့တင်ကိုလေတွေ့ရမယ်နောက်တစ်ခုကခရင်ပင်နဲ့ဖပုံเนาะခရင်ပင်နဲ့ဖပုံကတော့အရင်တော့ကတော့ ဒီ KNU ကတော်တော်ကိုထိန်းချုပ်ပြီးတော့ချင်းချောက်နိုင်တဲ့အဆင့်ရှိတဲ့မြို့တစ်မြို့ဖြစ်တယ်။အခုကတော့အဲ့ဒီမှာစက္ကစကဒီဖက်မှာနော်ဒီကော့ကရိတ်ကနေပြီးတော့ဟိုဖက်မှာသင်္ကန်းကြီးတော်ကိုဖြတ်ပြီးဒီမြဝတီကိုသွားဖို့အောင်စရာစစ်ချောင်းကနော်တကယ့်နိုင်ငံတော်အဆင့်ဒုကာချုပ်ကိုတိုင်ဦးစီးပြီးတော့လုပ်တဲ့ဟာဖြစ်တယ်။အဲ့ဒီဒုကာချုပ်ကိုတိုင်ကဦးစီးပြီးတော့လုပ်တဲ့ခါကျတော့သူကလည်း draw ပုံတွေချခံရပြီးတော့ဒဏ်ရာရရှိတယ်ဆိုတဲ့တည်င်းတွေကလည်းအရင်တော့ကြားလိုက်ရလိမ့်မယ်ဆိုတော့အခုကတော့အဲ့ဒီစစ်ကြောင်းကချေမတိုးနိုင်ဘဲနေတာနေတာနေတာနေတော့တော့ရပေါင်း900နဲ့300အထိသူတို့ထိန်းထားနိုင်တယ်ဆိုတဲ့ဟာကိုနော် KNU ကဝါကြွားစွာနဲ့တနက်ကုန်ယုံဝင်ကြွားစွာနဲ့သူတို့ပြောကြတယ်ဆိုတော့အခုကတော့အဲ့ဒီမှာမြောက်ဒီမှာရောက်သွားပြီအဲ့ဒါကအဓိကမကဘာလဲဆိုလို့ရှိရင်တော့အဲ့ဒီမှာ DKBA နော် DKBA ရှိမယ်ပြီးလို့ရှိရင်တော့ BGF တဲ့သူတို့လမ်းဖွင့်ပေးတဲ့အခါကျတော့ เนาะအဲ့ဒီမှာရောက်သွားတယ်အဲ့ဒီပြတော့เนาะတော်တော်ကိုအမျိုးသားတစ္ဆာဖောက်ဆိုတာထဲသူတို့အချက်ချင်းညှိကြတယ်လို့ပြောရပုံမှန်လိမ့်မယ်ဘာဖြစ်လို့ဒီစကားကိုပြောရလဲဆိုလို့ရှိရင်ခရင်ပြည်နေမှာအဲ့ဒီမုံချစ်သူကိုဘယ်သူမှမတိုက်ရဲဘူးเนาะအဲ့ဒီမှာပိုအဆေဝါတယောက်ဝယ်တိုက်ရဲတယ်နော်ပိုအဆေဝါကနေပြီးတော့အကုန်လုံးဝင်ပြီးတော့တင်းကျုံလို့လုပ်တဲ့ခါမှာအဲ့ဒီကလေးကနေပြက်ပြီနော်အဲ့ဒီရွှေကုတ်ကောအကုန်လုံးအဲ့ဒီမှာတင်းလို့ရမယ်ဆိုတော့အဲ့ဒီအချိန်မှာဒီ KNU ဖက်ကနော်တပ်မခုနေ့ကအကုန်လုံးပိတ်ပြီးတော့ဒီပိုအဆေဝါတို့ကို နော်အကုန်လုံးတမလိုက်တာနောက်ပုံခါနေပဲနော်အဲ့လောက်ထိဖြုတ်ချလိုက်တာအဲ့ဒါ KNU ပဲဆိုတော့အဲ့ဒီမောင်ချစ်သူမကြရချင်းအကြီးကအကြောင်းရင်းကတောက်တန်ကဘယ်သူလဲဆိုတော့ KNU ဆိုတဲ့ဟာကိုဒီမှာကွင်းကွင်းကွက်ကွက်ကျွန်တော်တို့မြင်ရလိမ့်မယ်ဆိုတော့ဒီနေ့ကသူတို့ပြောလာတဲ့စကားလုံးကအချင်းချင်းမတိုက်ချင်ဘူး အချင်းချင်းပြည်ပခါမှာဖြစ်ချင်ဘူးဆိုတဲ့စကားနဲ့ပဲအဲ့လိုမျိုးမုံလုံးစက်ကုန်ကတ်ပြီးတော့တော့ဖြစ်ချင်တာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အခု BJF ကနေပြီးတော့လမ်းဖွင့်ပေးလိုက်တယ်နော်အခု BJF ကိုနာမည်တက်တယ်နော် BJF မှာကြားရဲ့ကိုဘသူကနော်တောက်တန်ပေးလဲဆိုလို့ရှိရင် KNU ကတောက်တန်ပေးတယ်အဲ့ဒါပေါ်အစေဝါတို့တိုင်းတဲ့ဟာကိုချစ်ချစ်အားဖြင့်ဒါကတော့ကိုကိုကွက်ကွက်တိရတဲ့အလုပ်တစ်ခုဖြစ်တယ်ဆိုတော့အခု မြောက်ပြည်ကိုဖွင့်ပေးတာ BGF နာမည်နဲ့နော် BGF ဖွင့်ပေးတယ်ပြီးလို့ရှိရင်တော့ဒီ KB ဖွင့်ပေးတယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဒီမှာအဓိကတရားခံကဘာလို့လဲဆိုတော့ KNU ဆိုတာကျွန်တော်တို့တွေ့ရနေမယ်ဆိုတော့အခုကတော့အဲ့ဒီမှာမြောက်ပြည်မှာရောက်သွားတဲ့အခါကျွန်တော်လေးကိတ်ကောမှာနော်အတကုံဝင်ပြီးတော့ဆော်တယ်အခုဖပုံတကယ်သူတို့ရဲ့ဩစာလုံးမှုဘုကိုခံနေရတဲ့ဒီဖပုံနော်ဖပုံတော့မှအခုသူစစ်စင်ဖို့ DKPA နဲ့ BGF ကအဲ့ဒီမှာပါဝင်ပူပေါင်းပြီးတော့အဲ့ဒီမှာသူစစ်စင်ဖို့ကြီးကြေလုံနေတယ်ဆိုတော့အဲ့ဒီမှာ ဖာပေါ်မှာဆိုလို့ရှိရင်ဒီစက်တင်ဘာလငါလွန်ခဲ့တဲ့လမှာပေါ့စက်တင်ဘာလမှာဆိုလို့ရှိရင်တော့တိုက်ပွဲပေါင်း133ကြိမ်တို့ဖြစ်တယ်ဖြစ်တဲ့အခါမှာအဲ့ဒီမှာစာကစားဖက်ကအရောက်ပေါင်း20တည်တယ်အဲ့ဒါက KNLA KNU ရဲ့တမဟာငါးနေပင်ဖြစ်တယ်เนาะဆိုတော့အဲ့ဒီမှာတိုက်ပွဲပေါင်းကတော့133ကြိမ်ဖြစ်တယ်ပြီးလို့ရှိရင်တော့စာကစားဖက်ကအရောက်20 ဘေးသေးတယ်နော်အဲ့ဒီမှာနော်ဆိုတော့တော်တော်ကိုအသေးပြောက်တော့နေတာကိုလည်းတွေ့ရတယ်နော်တိုက်ပွဲကတော့တော်တော်ဖြစ်ကြတယ်ဆိုတော့အဲ့ဒီဟာကတော့ခရင်ဖြစ်နေဖာပုံရဲ့အခြေအနေကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုက တရုတ်ကနေပြီးတော့မြန်မာလကိုပန်းပို့တယ်နော်မြန်မာလကတရုတ်ရဲ့အကူအညီမပါတော့ဘူးဆိုလို့ရှိရင်နော်သူ့ရဲ့အာဏာကိုလုံးဝထိန်းထားနိုင်ခြင်းမရှိတော့ဘူးအဲဒါကြောင့်တရုတ်ဟာဆိုလို့ရှိရင်ပြန်လည်ပြီးတော့စဉ်းစားသိနေပြီဆိုတဲ့ဟာကိုဆွစ်ဇာလန်ထွတ်တော်ကနေပြီးတော့ထွတ်တော်အမတ်တွေကတောင်းဆိုလိုက်တဲ့ဆိုတဲ့တင်းကိုကျွန်တော်တို့ဒီနေ့တွေ့ရတယ်သူပဲချစ်ချစ်နော်ဒီစကားဆရဲ့စေအနာထိန်းထားနိုင်ခြင်းဟာဆိုလို့ရှိရင်သူကိုယ်တိုင်သူ့ရဲ့အစွန်းအစားနဲ့မဟုတ်တော့ဘူးဆိုတာတော့နော်ဟုတ်အခွေးကစားသိတယ်နော် လူကြီးလူငယ်မကလို့ကျွန်တော်တို့ဟိုခွေရစကျွန်တော်တို့သိတယ်ဆိုတော့ခိုးဆူဇလန်နိုင်ငံလေးသူတို့ပြောပြီးသူအာဏာကိုထိန်းထားနိုင်ဖို့ကတော့တရုတ်မပါလို့ရှိရင်လုံးဝထိန်းထားနိုင်ခြင်းမရှိတော့တရုတ်ဒီနေ့လက်လွတ်တာနဲ့မလာကျွန်တော်တို့တည်ချင်းစုံနဲ့တရားမယ်ဆိုတော့အေကံမောက်ချမလို့ကျွန်တော်တို့ပြောနိုင်တယ်ပြောနိုင်တဲ့အရာတစ်ခုဖြစ်တယ်ဆိုတော့ကိုလူတိုင်းသိတဲ့အရာတစ်ခုဖြစ်တယ်။တော့အဲ့ဒီဆွစ်ဇာလန်နိုင်ငံကလည်းဒီနေ့ ော်ပြထားတာကိုတွေ့ရတယ်တောင်းဆိုထားတာကိုတွေ့ရတယ်အဲ့ဒါကတရုတ်ကိုတောင်းဆိုတာเนาะအဲ့ဒီတည်င်းတွေ့ရမယ်နောက်တစ်ခုကသူတို့အချင်းချင်းချတာเนาะအဲ့ဒါကရွေးကောက်ပွဲကော်မရှင် UEC ကနေပြီးတော့မင်းစင်းတွေကိုသူတို့ထုတ်ပြန်လိုက်တယ်เนาะထုတ်ပြန်လိုက်တယ်အဒီမှနေပြီးတော့မှာအများဆုံးကတော့နေပြီးတော့မှာဝင်ပြီးတော့ပြန်ရမယ်တခြားနေရာမှာဝင်ပြန်လို့ရှိရင်သူတို့ကတော်တော်ကို နော်ဒီလုံခြုံရေးစိုးရိမ်မှုတွေတော်တော်ရှိတဲ့ခါကျတော့နော်မြို့တွေမြို့တွေမြို့တွေမှာပဲသူတို့ထိန်းချုပ်တဲ့နေနေတွေမှာပဲနော်သူတို့ကရွေးကောက်ပွဲကိုရှင်ပြိုင်ဖို့အခြေအနေရှိတယ်ဆိုတော့အခုအဲ့ဒီမှာကျွန်တော်တို့ထုချလာကပူလက်လတ်ရွှေနော်ပူလက်လတ်ရွှေอ่ะဆိုလို့ရှိရင်သူတို့ပြောလိုက်တယ်နော်အဲ့ဒီပူလက်လတ်ရွှေပြောလိုက်တယ်အခုသူတို့ကတ်တဲ့ missing อ่ะဆိုလို့ရှိရင်2020ရွေးကောက်ပွဲမှာဒီအဲ့ဒီပါတီကနေပြီးတော့ကောက်ပြီးတော့ နော်ဇင်းပြုစုထားတဲ့အဲ့ဒီဇင်းတွေပဲဖြစ်တယ်တဲ့နော်ဇင်းအစ်စ်တွေမဟုတ်ဘူးအခုကောက်တဲ့ဇင်းအစ်စ်တွေမဟုတ်ဘူးတဲ့နော်အဲ့ဒီမှာလူပေါင်း900မှာဆိုလို့ရှိရင်300နော်300ဆိုလို့ရှိရင်မားနေတယ်အဲ့ဒီမှာဒီတေတဲ့လူတွေလည်းအများကြီးပါတယ်နော်တေတဲ့လူတွေဇင်းတွေအများကြီးပါတယ်အဲ့ဒီအမအမားတွေအများကြီးပါတယ်အဲ့လိုကွာဟားတယ်နော် ဒီအယောက်ပေါင်း900မှာဆိုလို့ရှိရင်300အထိတောင်မှနော်အဲ့လိုမျိုးအမားတွေရှိတယ်ဆိုတဲ့ဟာကိုဘူလာလာရွှေကနေပြီးတော့ပေါ်ပြလိုက်တဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အတိတ်ပြရတော့ UEC ကိုနေရွက်ကိုတွေ့တွေ့ဆွတ်လိုက်ဆွတ်လိုက်တယ်အဲ့ဒါကသူတို့ချက်ချင်းပဲအဲ့ဒါဂျမ်ဖို့ပဲဆိုတော့အဲ့ဒီဟာကို နော်ဒီဘူလာလာရွှေကိုလည်းအမြင်မကြည့်ဘူးဆိုတဲ့ဟာကိုဒီနေ့နော်သတင်းမီဒီယာတွေမှာတွေ့နေရတယ်တွေ့နေရတယ်ပြောလာကြတယ်ဘာဖြစ်လို့ဆိုတော့ဘူလာလာရွှေကအဲ့လိုမျိုးထောက်ပြလို့သူတို့သိခါကြလို့ဘူလိုက်လာရွှေကိုနေပြီးတော့နော်ဝင်ပြိုင်ခွင့်မပေးဘူးဘာဘူးညံဘူးအဲ့လိုမျိုးသတင်းတွေလည်းထွက်နေတယ်နော်ဆိုတော့အခုသတင်းမီဒီယာကြီးတွေမှာလည်းပေါ်ပြလာကြပြီဆိုတော့ဒီသတင်းကပေါ်သတိတော့မဟုတ်ဘူးဘူလာလာရွှေအတွက်အကျိုက်ဖို့အခြေအနေမျိုးကိုကျွန်တော်တို့တွေ့လာရတယ်ဆိုတော့အချင်းချင်းပဲနော်ကျွန်တော်တို့တွေ့လာရပြီပေါ့ ောက်တစ်ခုကဘာလဲဆိုတော့ကြချင်းမှာဆိုလို့ရှိရင်တော့စစ်ရှုံးနေတဲ့ဒီဝါယာစုပြသူစစ်ကောင်းဆောင်မြေစင်တန်းကနေပြီးတော့ KAA နဲ့ DPDF တွေကိုအပြတ်ချိန်မုံးမယ်ဆိုပြီးမှသူတို့ရဲ့ပြသူစစ်တီထောင်ချင်းအခါအနာမှာเนาะအဲ့ဒီမှာဆိုလို့ရှိရင်သူတို့ပြောလိုက်တယ်เนาะမြေစင်တန်းမြေစင်တန်းကနေပြီးတော့ KAA နဲ့ PDF ကိုအမြင့်ပြတ်ချိန်မုံးမယ်ဒီနေရာမှာချိန်မုံးမယ်စကားကိုပြောလိုက်တာကိုကျွန်တော်တို့တွေ့ရတယ်အရင်တော့ကစကုံတရင်တို့ပါလို့เนาะကျွန်တော်တို့ရွှေမန်းတို့အဲ့လိုမျိုးပြုတ်ဖွဲ့သွားတာအဲ့ဒါချိန်မုံးမယ်ဆိုတဲ့စကားကို ပြောလို့အဒီပို့ချုပ်ကုံမော်ကသူ့ရဲ့နော်ဆိုရှယ်မီဒီယာမှာတစ်ချက်ပဲရေးလိုက်တယ်အဲ့ဒီဟာကမတုံနှုံးသိတဲ့စကားဖြစ်တဲ့ဆိုပြီးမှတော့အဲ့လိုမျိုးသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာတစ်ချက်ပဲရေးတယ်အဲ့ဒီအမျိုးတွေကလုံးပြုတ်ထွက်သွားတယ်ဆိုတော့ KA ရကတော့တော်တော်လုတ်တယ်နော်အမျိုးဆိုတာသူတို့မချိဘူးဒါသူတို့ကိုတကယ်တကယ်မလာဖက်မှာရက်တီနဲ့ရက်တီနေတဲ့အဖွဲ့အစည်းဟူသူများကိုသူတို့ကဖြုတ်တယ်နော်ဖြုတ်တယ်အဲ့ဒါတော်တော်ကိုပြသတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ် KA ကလည်းအဲ့လိုမျိုးမဟုတ်ဘူးနော်အမျိုးချင်းချင်းအမျိုးချင်းချင်း တကယ်တော့အမျိုးချင်းချင်းဆိုတာတက်သူတို့ရဲ့စီးပွားရဲ့လုတ်ဖက်ဆိုတာကပို့ပြီးတော့မှန်လိမ့်မယ်။နော်စီးပွားရဲ့လုတ်ဖက်တွေဖြစ်တဲ့ခါကျတော့နော်သူတို့ရဲ့အကျိုးစီးပွားတွေကိုချစ်ပြီးတော့ကိုအဲ့လိုမျိုးဖြစ်တာနော်ဖြစ်တာ။ဆိုတော့ကိုကယ်ရတော့အဲ့လိုမျိုးမဟုတ်ဘူးနော်။ဒီမာလာနဲ့ပေါက်နဲ့ပေးဖွဲစီမဆိုသူတို့ကသူတို့လိုမျိုးပဲဖြစ်ဖြစ်ပါပဲဖြစ်အကုန်လုံးဖြုတ်တာပဲနော်ဖြုတ်တာပဲအဲ့ဒါတခုကတော့တော်တော်ကိုပြက်ပြက်တသားလောက်တာကို KNA ကကျွန်တော်တို့တွေ့ရတယ်မကြခင်မှာနော်မင်းစင်တနော် warrior shot ပြသူစစ်အဖွဲ့တွေအရဆိုလို့ချင်းနော်သူတို့ဇင်းရင်ထဲမှာ ပါတော့မယ်ဆိုတဲ့ဟာကိုတော့မကြခင်ထုတ်ပြန်ချက်တော့ကျွန်တော်တို့တွေ့ရလိမ့်မယ်။နောက်နောက်တစ်ခုကမန္တလေးတက်တို့ တရားပြိတ်မှာဆိုလို့ရှိရင်မလာကသွားတယ်လုံချုံလေးတွေကိုအတင်းကျပ်เนาะအဲ့လိုမျိုးထူးထူးတထက်ချထားတယ်အဲ့ဒီကြားကနေပြီးတော့ဒီဖက်ကဒေါ်လာရဲ့ဖွဲ့တွေကနေပြီးတော့ PDF ဗရာနေပြီးတော့တရားခေါ်မမနှလုံးနဲ့ပြစ်လိုက်တယ်အဲ့ဒီ nine note ကိုကြားတယ်เนาะအဲ့ဒါကကျွန်တော်တို့လပခအတွင်းမှာကြားတော့တာပေါ့เนาะကြားတော့တယ်အဒီမှာအပြည့်စီဆိုရှယ်မှုတွေရှိတယ်ဆိုတဲ့ဟာကိုလေတွေ့ရတယ်ဘလောက်ဆိုရှယ်မှုတွေရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့မသိရသေးဘူးအဲ့ဒီ nine note ကိုပြစ်လိုက်ရခြင်းတတိကအကြောင်းရင်းကပါလဲဆိုလို့ရှိရင်ဒီအနှစ်တရားပြစ်ဒီတက်သူအကြောင်းမှာဒီပြည်သူလူထုတွေအများကြီးရှိတယ်เนาะအများကြီးရှိ တဲ့အခါကျတော့အဲ့ဒီဟာကိုပြစ်ဖို့အတွက်ကသူတို့ကပြစ်သူလူထုကိုငင်းညံ့ပြီးတော့ခတ်တပ်တိတ်ခိုတဲ့နေရာမှာပဲသူတို့ပြစ်လိုက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အစ်စ်ပြတော့ဒီဖက်တော်နိုင်ရဲ့ဖွဲ့တွေကပြစ်သူလူထုတွေကိုမျက်နှာကိုထောက်ထားတယ်။နောက်ကျွန်တော်ဆိုရင်တော့နော်အဲ့ဒီမှာသူနေအများသာဆုံးရှုံးမှုတော့ရှိမှာပဲဒါပေမဲ့မအလကအတိကကောင်းဖြစ်နေတယ်လေနော်ဆိုတော့တကယ်တော့ပိုင်နေဆိုလို့ရှိရင်ထက်ချလိုက်ပေါ့ပြီးနေပြီအဲ့ဒီမှာနော် ဘာပဲပြောပြောဘယ်နေရာမှာပဲဖြစ်ဖြစ်သူတို့ကလူထုကိုကာကွယ်ပြီးတော့သွားတာပဲလေဆိုတော့အဲ့ဒီလူထုကိုရှောင်မယ်ရှောင်မယ်ဆိုလို့ရှိရင်တော့ဘေးတော့အခါမှလည်းသူ့ကိုနော်ကျွန်တော်တို့လုံလို့ရမှာမဟုတ်ဘူးဘာဖြစ်ဆိုတော့သူတို့ကပြစ်သူလူထုနဲ့နောက်တတိုင်းကာပြီးတော့ကိုသွားတာဆိုတော့သူတို့လည်းအဲ့ဒီအားနည်းချက်ကိုနော်ဒီဖက်ကဒေါ်လင်းရင်တွေရဲ့အားနည်းချက်ကိုသူတို့သိတဲ့အခါကျတော့အဲ့လိုမျိုးပဲလုပ်တယ်အဲ့လိုမျိုးပဲလုပ်တယ်ဆိုတဲ့အခါကျတော့နော်ကျွန်တော်ရဲ့ခရုပ်ချက်ဆိုရင်တော့အသေးသေးချားတယ်ဆိုလို့ရှိရင်တော့အဲ့ဒီသူနဲ့ဒီခုနကအကြကြတော့ပါတယ်ဆိုလို့ရှိရင်အကြကြတော့ ਨੇ ရှိတဲ့နေရာကို တီချာကိုစော်ထည့်လိုက်ဆိုတော့အဲ့ဒီမှာပေတလူထုတွေကတော့အနည်းနဲ့အများတော့ထိမယ်ဒါပေမဲ့တကက်ကောင်ကြီးကြီးကျွန်တော်တို့တကက်လိုချင်နေတဲ့လူတယောက်ကိုရသွားပြီဆိုလို့ရှိရင်တော့ဒါကတော့ကျွန်တော်တို့အာဘာမှမဟုတ်ရလေသူကခြေပြီးတော့သူပြေသူလူထုတွေသေနေတာပဲเนาะသေနေတာပဲငါရပုံတွေခြေချသေးအเจ้าတွေမှာပြေသေးသေနေကြတာပဲပြေသူလူထုတွေတော်တော်နေနိုင်နေကြတာပဲဆိုတော့အဲ့ဒီတက်တူเจ้าမှာသူအစီဝဲလုပ်တဲ့ခါကျတော့အဲ့ဒီမှာတကယ်တမ်းပြစ်မယ်ဆိုလို့ရှိရင်တော့ပြေသူလူထုတော့တော့ထိခိုက်မှုတွေတော့ရှိမယ်เนาะရှိမယ်အဲ့ဒီမှာ အနည်းဆုံးဆိုလို့ရှိရင်တော့50လောက်တော့ထိနိုင်တယ်အထိနိုင်တယ်ဒါပေမဲ့အဲ့ဒီမှာမအလအကောင်ကြီးကြီးထိနေတာကကြတော့ကျွန်တော်တို့တကယ်နော်တန်ဖိုးမဖြတ်နိုင်တဲ့ဟာတွေဖြစ်မယ်နော်အဲ့ဒါကြောင့်နော်ကျွန်တော်ကတော့လုတ်တင်တယ်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်တို့ထက်နော် စဉ်းစားတဲ့လူတွေကြတော့အခုတော်လည်းရောက်ဖွင့်တယ်ကြတော့တော်တော်ကိုပြည်သူလူထုကိုငင်းညာလိုက်တယ်ဆိုတဲ့သဘောကိုတော့ကျွန်တော်တို့တွေးလိုက်ရတယ်ဒါလည်းကောင်းတာပဲနော်ဒါလည်းကောင်းတာပဲနောက်တစ်ခုကဒီအော်လာအန်ဆန်ရဲ့ MMA နော်ဒီ Middleweight Champion ဒီ One Champion မှဆိုလို့ရှိရင်သူထိုးတယ်သူတို့သူကဆိုလို့ရှိရင်အသက်၄၀ပြည့်ပြီပြည့်တဲ့ခါကျတော့သူကဒီ time မှာနောက်ဆုံးပွဲကိုထိုးတယ်အဲ့ဒီဆွေဒင်နိုင်ငံကသူရဲ့နောက်ပြိုင်ဖက်ကိုနေပြီးတော့နှစ်ချီမှာသူတို့အလေးထိုးနိုင်တယ်နော်ပထမတစ်ချီမှာတော့သူတို့နော်ကန်ချက်တွေဟာဆိုလို့ရှိရင်နော်တကယ့် မကန်ထိုက်တဲ့နေရာတွေမှာထိတာကိုတွေ့ရတယ်ပထမဆုံးအောင်လားထိတယ်ပြီးလို့ရှိရင်တော့ဆူဒန်နိုင်ငံသားမှာလည်းထိတယ်ဆိုတော့တယောက်တစ်လက်စီထိကြတာပေါ့နောက်ပိုင်းမှာဒုတိယအချိန်မှာဆိုလို့ရှိရင်တော့တကယ်အလေးထိုးနိုင်တယ်နော် bonus ကလည်းဒေါ်လာ9ပေါင်ရပါတယ်လက်အိတ်ကိုချိုးပြီးတော့အဲ့ဒီမှာတင်ထတာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒီမှာတကယ် နော်ပြဿနာတဲတဲ့ဟာတခုရှိတယ်အဲ့ဒါကလေးဖြူနော်လေးဖြူကအဲ့ဒီမှာသူထွက်တဲ့ကပွေထွက်တခြင်းကိုဆိုးတယ်နော်ဆိုးတယ်ဆိုတော့အဲ့ဒီလေးဖြူဆိုတဲ့ဟာကိုတော်တော်ကိုဒီနေ့လူမှုကွန်ရက်ပေါ်မှာတော်တော်ကိုရိုက်ခတ်နေတယ်ဘာဖြစ်လို့ရိုက်ခတ်လဲဆိုလို့ရှိရင်လေးဖြူကအရင်တို့ကနော်ဒီဖက်မှာမပါတဲ့ဒီအဆိုကြော်တွေကိုကိုလို့ပွိုက်ခေါ်လောက်ရမယ်လို့ပြောတဲ့အခါမှာပွိုက်ခေါ်ဆိုတဲ့စကားလုံးကိုသူကမသိတဲ့ခါကျတော့ ABCD ကိုကျွန်တော်မသိဘူးဆိုတဲ့ပုံစံမျိုးနဲ့အဲ့လိုမျိုးပြောတယ်ပြောတဲ့ခါကျတော့ပြည်သူလူထုတွေကသူ့ကိုပွိုက်ခေါ်လုပ်တဲ့ခါကျတော့တော်တော်ကိုထိနာတယ်သူမင်္ဂလာဆောင်ပွဲတို့ဘာတို့အဲအဲ့လိုမျိုး night club တို့ဘာတို့ဆီမှာသွားပြီးတော့ဆိုရ ဲ့အဆင့်ရောက်သွားတယ်။ပြီးလို့ရှိရင်တော့အခု online အဆင့်ရဲ့နောက်ဆုံးပွဲမှာဆိုတဲ့ခါကျတော့နောက်ပြည်သူလူထုတွေကနောက်စိတ်မတက်မတာဖြစ်ရတယ်တော်တော်ကို online မှာစူပူနေတယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တော့တွေ့ရတယ်အဲ့ဒါကလေးဖြူကိစ္စနော်အဲ့ဒီမှာ online တော့ MMA နော်ဒီ middleweight champion ပွဲကိုနေပြီးတော့နော် world championship ကိုနေပြီးတော့သူနောက်ဆုံးပဲ နောက်ဆုံးထုတ်ပြီးတော့သူအနိုင်ကွင်းတယ်သူအဆုံးတက်လိုက်တယ်ဆိုတော့နော်တတိယကိုလည်းကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုက AA နဲ့ ASA ဟိုမနေဆက်မှာပေါ့နော်ဒီဘင်္ဂလားဒေ့ရှ်နေဆက်မှာသူတို့ဒီ nature မှတ်တိုင်နော်50နဲ့50နဲ့5အချာမှာသူတို့တိုက်ပွဲတွေဖြစ်တယ်ဖြစ်တဲ့ခါကျတော့ ASA ဖက်က6ယောက်ကြာတယ်ဒူကောင်းဆုံးနော်အဲ့ဒီမှာတေတယ်တော့မဟုတ်တရားရတယ်တရားပြင်းပြင်းထန်ထန်ရတယ်နော်အဲ့ဒီမှာတေနိုင်တယ်ဆိုတဲ့ဟာကိုလေဒီနေ့တတိယမီဒီယာမှာတွေ့ရတယ် ဆိုတော့ဒီနေ့အောက်တိုဘာလ9ရက်နေ့မှာတတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလိုပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ